မန်ချက်စတာယူနိုက်တက်တို့အတွက်အေဗာတန်အသင်းကလည်းနောက်ထပ်ရုန်းကန်ရအောင်ပဲပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ကစ်စပေါ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်ကမန်ချက်စတာယူနိုက်တက်တို့အနေနဲ့လာမယ့်ပွဲစဉ်မှာဆိုလို့ရှိရင်အေဗာတန်အသင်းနဲ့ဒါပရီးမီးယားလိပွဲစဉ်အဖြစ်ထပ်မံပြီးတော့ရှင်ပြိုင်ကစားရမယ်။အဲဒီပွဲစဉ်ကလည်းအမှန်တိုင်းပြောရရင်တော့ United တို့အတွက်နိုင်ပွဲရဖို့ဆိုတာကလုံးဝကိုမလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာလည်းဖြစ်တယ်ဗျ။ အဲ့ဒီပွဲစဉ်က လာမဲ့ဒီစနေတနင်္ဂနွေမှာမဟုတ်ပဲနဲ့ဒါတနင်္လာနေ့ညအင်္ဂါနေ့မနေ့ပိုင်းပေါ့နော်နှစ်နာရီခွဲအချိန်မှာအရှင်ပြန်ကစားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ United ပြိတက်တီကတော့ဒါနောက်ထပ်အေးရေးပြုံမဲ့ပွဲစဉ်တစ်ပွဲပေါ့လေဆိုတော့ United တို့အနေနဲ့အင်ကွင်းမှာ Everton အသင်းကိုလက်ခံပြီးတော့အရှင်ပြန်ကစားရမယ် United တို့ရဲ့ဒီလက်ရှိအနေအထားအရဆိုလို့ရှိရင်တော့ဒီရာသီအစားကထက်စာရင်ရလာပိုင်းတွေကလည်းဒါမဆိုးဘူးပို့ပြီးတော့ကောင်းလာခဲ့တယ်လို့ အသိဉာဏ်ကြီးကစားပုံကလည်းတိုးတက်မှုတော့ရှိလာတယ်။ဒါပေမဲ့အရန်ကြီးဒါအားရစရာရှိလာတဲ့အနေအထားမျိုးတော့မဟုတ်သေးဘူးပေါ့လေ။နောက်ဆုံး၅ပွဲစစ်တိုက်မှာတော့ဒါ United တို့အနေနဲ့ရှုံးပွဲကလုံးဝမရှိဘူးဗျာ။၃ပွဲနိုင်၊၂ပွဲသေးရေဆိုတဲ့ဒါရလက်တွေကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီအနေအထားကဒါလက်ရှိပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့တကယ်ကိုမှကျင်နဲ့စရာကောင်းတဲ့အနေအထားမျိုးလို့ပြောရမှာပေါ့လေ။ဒါပေမဲ့ဒီ United တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့၂ပွဲ Nottingham Forest နဲ့ တော်တရန်ဟော့စပါအသင်းတို့နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တို့အနေနဲ့ဒီကံကောင်းလို့ပေါ့နော်ဒါမရှုံးခဲ့တဲ့အနေအထားမျိုးလို့ပြောရမယ်2-1ဆိုတဲ့ပုံစံမျိုးကနေဒါနောက်ပိုင်းဒါ80ကျော်အချိန်ပိုတွေမှာပဲဒီတရေရလက်ထွက်ပေါ်အောင်ကစားထားတဲ့အနေအထားမျိုးပေါ့လေဒါပေမဲ့အသင်းလိုက်ကစားခဲ့တဲ့အနေအထားမျိုးဆိုလို့ရှိရင်တော့နော်တရန်ဖောရဲ့အသင်းမှာလည်းဒါစွမ်းဆောင်ရည်ပို့ပြီးတော့ကောင်းခဲ့တယ်လို့ပြီးတော့တော်တရန်ဟော့စပါအသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအသင်းရဲ့အနေအထားကတော့ဒါအရန်ကြီးတော့လည်း မဆိုးလှဘူး။ဒါတော်တရန်ဟော့စပါတင်းရဲ့အိမ်ကွက်မှာတူတူဆိုတဲ့ရာလက်ထွက်ပေါ်ခဲ့တာကတော့တကယ်ကိုမှကျင်တတ်စရာကောင်းခဲ့တဲ့အနေအထားမျိုးလို့ပြောရမယ်။ဒါပေမဲ့ဒီကစားပုံအပြည့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအရန်ကြီးတော့လေဒီကောင်းနေတဲ့အနေအထားမျိုးမှာမဟုတ်သေးဘူးဗျာ။လိုအပ်ချက်တွေကတော့အများကြီးရှိနေသေးတယ်။တစ်ဖက်က Everton အသင်းကကြာတော့လေဒီလက်ရှိမှာဆိုလို့ရှိရင်တော့ခြေစွမ်းပိုင်းအရာမာပြီးတော့တကယ်ကိုကစားရခက်တယ်။ရလပိုင်းအရာဆိုလို့ရှိရင်တော့အလောက်ထိ တည်ငြိမ်မှုတော့မရှိဘူးသူတို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်ပြအေဘာတန်ကနှစ်ပွဲနိုင်တပွဲတည်းရေနှစ်ပွဲရှုံးနေထားတယ်အဲဒါပေမဲ့ကစားပုံအပြည့်ဆိုတော့ကျွန်တော်တကယ်ကိုကြက်လက်ပြီးတော့မာကျော်တဲ့အသင်းတသင်းအဖြစ်ကတော့ဒါရှိနေဆဲပဲပေါ့လေပြီးတော့ဒီနှစ်သင်းကကျွန်တော်တို့ဒီနှစ်ရာသီအစပိုင်းမှာပဲခြေစမ်းပွဲစဉ်အဖြစ်ပေါ့နော်ရှင်တိုင်ကစားခဲ့တယ်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့တူတူဆိုတဲ့ပုံစံမျိုးနဲ့ဒါတရေရလက်အထွက်ပေါ်ထားတာပေါ့လေ လက်ရှိကျွန်တော်တို့ဒါအင်္ဂွန်းအဝေးခွင့်ကိုနည်းနည်းလေးတစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့ Manchester United အသင်းကကြတော့လက်ရှိဒီအင်္ဂွန်းပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်လေးပွဲတိကိုအနိုင်ရရှိအောင်ကစားထားတယ်တပွဲပဲရှုံးနေထားတာဆိုတော့ United အသင်းရဲ့ဒီလက်ရှိအင်္ဂွန်းဆွမ်းဆောင်ရေးပိုင်းကတော်တော်ကြီးကိုကောင်းလွန်းနေပါတော့ယာကူအပြည့်ဆိုလို့ရှိရင်လည်း7ခုရှိတယ်ပေကူရောဒါ6ခုထိပြန်လည်ပြီးတော့ခွင့်ပြုထားရတာကိုလည်းတွေ့ရတယ်တစ်ဖက်က Everton မှာကကြတော့ အဝေးကွင်းပွဲစဉ်၅ပွဲမှာတပွဲပဲနိုင်တယ်ပြီးတော့တပွဲတည်းရေ၃ပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာဖြစ်ပြီးရာကို၅ကိုနဲ့ပေးကိုကတော့၈ကိုပြန်လည်ပြီးတော့ခွင့်ပြုထားရတယ်ဖြစ်ပါတယ်ဆိုတော့ Everton ရဲ့ညီလေးရှိအဝေးကွင်းစောဆောင်ကြီးပိုင်းကတော့ဒါလုံးဝကိုပြအားရစရာမရှိဘူးပေါ့နော်တော်တော်လေးဒါစိုးတဲ့အနေအထားမျိုးလို့ပြောရမယ်ဒါမဲ့ဒီနှစ်သင်းကကျွန်တော်တို့ဒီထိတ်တိုက်တွေ့ဆုံခဲ့တဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်တော့ Everton တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းမှာဒီရလကောင်းနိုင်ဖို့ကပြန်တော်တော်ကြီးတော့ခက်တယ်ဗျာအေဘာတန်အသင်းကလည်းသိရမလားဒီအစင်လာရမှာဆိုလို့ရှိရင်ဗျာနောက်ဆုံးကျွန်တော်တို့အေဘာတန်အသင်းမန်ချက်စတာယူနိုက်တက်အသင်းကိုလာရောက်ပြီးတော့ကစားခဲ့တဲ့6ပွဲလောက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝနိုင်ပွဲလုံးဝမယူနိုင်ခဲ့ဘူးမန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းမှာအေဘာတန်တို့အနေနဲ့အမြင့်ဆုံးရရှိခဲ့တာကတည်ရေပဲအရှုံးနဲ့တည်ရေပဲရှိရသိရမလားဆိုတော့ဒီပွဲကလည်း အဲ့ဒီအနေထားရဆိုလို့ရှိရင်တော့ Manchester United တင်ကပို့ပြီးတော့ဒါအားသာတဲ့အနေထားမျိုးလို့ပြောရမယ်ဗျ Manchester United အသင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်အားမရတဲ့နေရာကဒီအထောင်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုဒါအားမရဖြစ်မိတယ်ပေါ့နော်တကယ်ကိုမှအားကိုတကြီးနဲ့ခေါ်ထားတဲ့ဒီ Cisco ကလည်းဗျတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဟိုအရင်တုန်းကပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါကွင်းလယ်ပိုင်းကဟိုတောင်ပံကဘောလုံးတွေရရအောင်မပေးနိုင်လို့ဖန်တီးမှုတွေမလုပ်နိုင်လို့ သူ့အနေနဲ့ဒါကိုမသွင်းနိုင်ခဲ့တာအဲအဲ့လိုပုံစံမျိုးလေးတွေပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဗျာတယောက်တည်းလွတ်ထွက်သွားတဲ့ဘောလုံးတွေမှာတောင်ပဲသူ့အနေနဲ့ရအောင်မယူနိုင်ဘူးလုံးဝကံတိုးတဲ့နေထားမျိုးလောက်ထိကိုဗျာရအောင်မလုပ်နိုင်တဲ့နေထားမျိုးတွေပေါ့နော်ဆိုတော့ဒီတိုက်စစ်ပိုင်းအရဆိုတော်တော်လေးကိုမှဒါအားနယ်လွင်းနေပြီးတော့ဒီကစားသမားကလည်းဒီပွဲမှာပါဝင်နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါညာပြဿနာလည်းဆိုတော့လွဲချော်ဖို့တကသေချာသလောက်ရှိတယ် ဆိုတော့သူ့ရဲ့အနေနဲ့မှာဆိုလို့ရှိရင်တိုက်ဆက်ပိုင်းကကျွန်တော်တို့ဒီစစ်စည်းတို့ဘာလို့ပဲရှိတယ်ဗျာသိရမလားကျန်တဲ့အပြောင်းလဲတွေတော့ဘယ်လိုလုပ်မလဲတော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမယ်ပြီးတော့ဒီကွင်းလယ်ပိုင်းပေါ့နော်ကွင်းလယ်ပိုင်းကကြောက်အောင်လေ United ရဲ့ကွင်းလယ်ကဒါစိုးတော့မစိုးဒါပေမဲ့အဲ့လောက်ထိဒီအားရစရာတော့မရှိဘူးနော်လက်ရှိတကယ်ကိုမှမာပြီးတော့ကစားရခက်တဲ့ Everton အသင်းနဲ့ဆိုတော့ United ဘက်ကကြည့်မယ်ဆိုလို့ရှိရင် Everton အသင်းကိုအသာစီးရဖို့ဆိုတော့ကတော်တော်လေးကိုမလွယ်ကူတဲ့အနေထားမျိုးပေါ့နော်ဆိုတော့ဒီပွဲကအကျိတ်နဲ့ကစားပြီးမှပဲ1-1လို့နောက် တူဝမ်လို့အဲ့လိုရလာမျိုးလောက်ပဲထွက်ပေါ်သွားနိုင်တယ်ဒီဘက်ကတော့မန်ချက်စတာယူနိုက်တက်တို့ထပ်ပြီးထပ်ပြီးထပ်ပြီးတော့ခက်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 နဲ့ရုံးကန်ကစားရမယ်ဒါပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့မြင်တယ်ဘရာသားတို့ကရောဘယ်လိုမျိုးမြင်ကြလဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေလည်းရေးခဲ့ကြပါအောင်ပြ